သူများကိုအာမနာခင်ကိုကိုကိုအေးအာနာပါလူတတော်များများကကိုထပ်ပို့ပြီးတော့ကိုအနာကလူတွေကိုပဲအာနာတတတိုင်းကိုအာတချို့ဆိုအာနာတတကိုဂုံယူပြီးတော့မှပြောချက်သေးပြောမဲ့သာပြောနေကြတာတကယ်ပဲကိုအတွက်အဆင်ပြေတာမပြေတာဆိုတော့ မပြေဘူးချိန်မဲ့ပြီးနေနေကြရဲ့တခါတခါအာမနာတဲ့နဲ့ကိစ္စတရားရောက်နေအာမနာတဲ့နဲ့အပြုအဆူအပြုအမှုတွေကို အာနာပြီးတကယ်တကယ်တကယ်အာနာရအောင်အာနာရမှမတိတဲ့သူတရားကိုကြာရောမိမိနေကြာတော်ဆိုးရဲ့ဖြစ်နိုင်ရဲ့မှန်လဲပြန်ကြည့်လား တကယ်တကယ်အားနိုင်ရမှာဘသူကိုလဲဆိုပြီးဟုတ်တယ်တကယ်အားနိုင်ရမှာဘသူကိုလဲဆိုပြီးတော့ကိုဟုတ်တယ်အဲ့ဒါကိုကိုပဲရှင်ထဲမှာဘယ်တော့ထိတိတ်တိတ်ကလေးကြိတ်ွဲခဲရပြီးရှင်နာရတဲ့ကိစ္စတွေကိုမလို့ရှင်နာရမှာမတိတာလဲ ပြောမယ်ဖြစ်မဲ့ကိစ္စတွေကိုဘာလို့ဝမ်းဟဲ့ရောက်ချလိုက်ရတာ ਨੇ ပုဂ္ဂိုလ်ကိုပြန်မေးဘူးလားအဲ့ဒီအတွက်လှုပ်ရှားတွေရှိရယ်ကိုကိုကိုအာနာတဲ့အန်အနေနဲ့ညဆော့ဆော့အိမ်မယ်အေးရေဝါမှာကိုခန္ဓာဟာဒန်းဆန်းပြီးခွန်အားပြည့်စုံလိုပါတယ်ကိုကိုကိုအာနာတဲ့အနေနဲ့ ဖုန်းရှော့သုံးပါရဲ့လိုရာထက်အချိန်များများသုံးမိရင်စိတ်ရောကိုယ်ပါပင်ပန်းလာတတ်တယ်ကိုကိုကိုအားနာတဲ့အနေနဲ့ဒီကျင့်ငန်းလုပ်မယ်ကျမ်းမာပြီးတန်ဆန်းထက်လက်မှုကိုအရွယ်တစ်ခုထိကောင်းကောင်းထိထားနိုင်ဖို့ပါကိုကိုကိုအားနာတဲ့အနေနဲ့ တနေ့ကိုမိနစ်30စပတ်မယ်ဘဝအတွက်အရေးပါတဲ့စာတွေကိုအပ်မယ်စပတ်ခြင်းကပညာကောင်းစေပြီစပတ်ခြင်းကနေပြီးတော့ဘဝပြဿနာအချို့ကိုဖြေရှင်းနိုင်လို့ပါကိုကိုကိုအားနာတဲ့အနေနဲ့ မလို့အပ်တဲ့သူကို အာမနာတော့ဘူးအာနာပေးလိုက်ရောလုံးရင်လည်းကိုယ်လို့ပို့ရှိတဲ့အရာတွေမှာတက်ခွက်မိတာတွေနားသွားနိုင်လို့ဒါဆိုကိုယ့်အတွက်စိတ်ညစ်စရာတွေကြုံလာနိုင်လို့ပါကိုကိုကိုအာနာတဲ့အနေနဲ့ကိုယ့်ရဲ့ရှေ့ရေးကိုကြိုတင်ပြစင်ရမယ်နောင်တနဲအောင် ကိုဘွားရဲ့တိုးတက်မှုကိုကိုလန့်နဲ့ဖန်လေးယူနိုင်အောင်လုပ်ပါကိုကူကိုအားလာတဲ့အနေနဲ့ပတ်စာကိုနှမျောထားတဲ့အချိန်ကိုနှမျောရအချိန်ကပြန်ရှာလို့မရတဲ့တံပိုးကြီးလို့ပါကဲဒါဆိုအားနာစိတ်ကိုဘယ်လိုဖြစ်ရှင်းမလဲဆိုတာသိပြီမလား ဒီစာကိုအကျိုးရှိမယ်ထင်တော့ share သွားနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအားနာတဲ့သူတွေဆိုတော့ညညလေး share သွားပါ